နှစ်ဖက်မီးပတ်တိုင်းဝမ်းကြားလူအများရှိမှာပေါ်တင်တွဲလို့မြရာကြောင်းတွင်ရေးတင်းပေါ်လာတဲ့ဟင်းဝေရံနဲ့စိုးပြစ်ခြင်းပရိသတ်များရှိဟင်းဝေရံနဲ့စိုးပြစ်ခြင်းတို့နှစ်ယောက်ကပီဒီယိုစကားခက်ကလေးကတွင်းကြီးလာခဲ့တာမို့အခုချိန်မှာပရိသတ်တွေသဘောကျတဲ့စုံတွဲလေးတွေဖြစ်လို့နေတာပါသူတို့နှစ်ယောက်ကလိုက်ဖက်လို့တွဲနေတဲ့အရေးအယောင်လည်းရှိတာမို့တွဲနေကြတယ်လို့အများကထင်နေတာပါဒါပေမဲ့သူတို့နှစ်ယောက်ကတော့မတွဲပဲအလုပ်သဘောအရလို့သာ ပြောထားတာပါ ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းမှာဟင်းဝေရင်ရဲ့ပခင်ချစ်သူကဒါဖြစ်သူကိုမကြခင်မှာလက်ထပ်ပြီးတော့မှလို့ထုတ်ပြောထားခဲ့တာပါ။ဒါကြောင့်မလို့လေလူများကြားမှာဟင်းဝေရဲ့လက်ထပ်မဲ့သူကဘသူများလဲလို့သိကျင်နေကြသလိုစိုးပြစ်ခြင်းလို့လည်းထင်နေကြသူတွေကများပါတယ်။ဒါအပြင်အမှုပညာအတိုင်းဝိုင်းတဲ့ကနဲ့ညီဆက်တဲ့သူတချို့ကဟင်းဝေရဲ့လက်ထပ်မဲ့သူကစိုးပြစ်ခြင်းလို့တေချာပေါက်ပြောလာခဲ့တာပါ။ဆိုရှယ်မီဒီယာမှာနာမည်ကြီးတယောက်ဖြစ်တဲ့သမီးဆိုးကလည်းဟင်းဝေရံနဲ့ဆိုးပြစ်ဇင်တို့ကချစ်သူတွေချစ်ချောင်းတရားကြောင်းမျှဝေထားပါဗျ။ ဟင်းဝေရံနဲ့စိုးပြည့်ကျင်တို့ချစ်သူတွေချစ်နေတာငါနှစ်ကျော်တွင်လောက်ထီကိုရှိနေပြီလို့အတိအကျပြောလာခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်ကချစ်သူတွေချစ်ရနဲ့မိဘတိုင်းဝိုင်းကြောင့်အခုလိုတွေရှိုးဝတ်နေထိုင်နေရတယ်လို့ဆိုပါတယ်ဟင်းဝေရံကစိုးပြည့်ကျင်ကိုတော်လေးလိုက်ခဲ့ရတယ်လို့ဆိုပြည့်ကျင်ကမိဘတွေရဲ့အုတ်ထားချင်းကိုခတ်ထားရသူပါသူ့အနေနဲ့မိဘနှစ်ဦးကိုတော်လေးကြောက်ရပြီးအပြင်သွားလဲတယောက်တည်းမသွားရပါဘူးဒါအပြင်စိုးပြည့်ကျင်ရဲ့မိဘတွေကပုံရိပ်ကိုအကောင်းဆုံးထိန်းသိမ်းကြတာပါ သူတို့အနေနဲ့လက်မထက်ရသေးခင်အခြေရေးကိုချပြတာမျိုးလဲလုံးဝမကြိုက်ပါဘူး။လက်ထက်မှတ်တာအခြေရေးကိုချပြကာကုန်တိတ်ခါရှိရှိလက်ထက်တာမျိုးဖြစ်စေချင်တာပါ။ဒါကြောင့်မလို့ဟိန်းဝေရဲနဲ့စိုးပြည့်ဇင်တို့ကပွဲရီမှာသာနှစ်ယောက်သားအပြည့်အဝချစ်ကြည်နူးပြီးချစ်ကြိုက်နေတာဆိုပြီးသမီးဆိုးကဒူတီတလောက်ကိုတင်ပြလာခဲ့တာပဲဖြစ်ပါတယ်။တကယ်လဲပဲစိန်ရွှေရတနာရောင်းဆိုင်တွေမှာဆိုဟိန်းဝေရဲနဲ့စိုးပြည့်ဇင်တို့ကချီးအိတ်တွေပို့ကြပါတယ်။နှစ်ယောက်စလုံးရဲ့အကြည့်တွေကစူးနစ်ကတယောက်အကြောင်းလဲလို့တာထက်ပိုသိနေတာကြောင့်ပါ။ ဒီလိုတွေကြောင့်ပဲဟိန်းဝေရန်နဲ့အဆိုပြည်ဇင်တို့နှစ်ယောက်ကတိတ်တခိုးချနေရတာဆိုပြီးလူတွေကပိုယုံကြည်နေတာဖြစ်ပါတယ်။ဒါအပြင် ဆိုပြည်ဇင်ရဲ့မိဘတွေက လိုတာထက်ပိုပြီးတော့အုပ်ထားကြတာမို့ဒီအသက်အရွယ်ထိကိုလွတ်လပ်ခွင့်မပေးထားပါဘူး။ဒါကြောင့်မလို့ဟိန်းဝေရန်နဲ့ဆိုပြည်ဇင်တို့ကတိတ်တခိုးလေးချနေရကြောင်းကို သမီးဆိုကလေးသားလာတာပါ။ပရိသတ်တွေကလည်းသမီးဆိုရေးထားတာဖြစ်နိုင်တယ်လို့ထောက်ခံနေတာပါ။ ဒါပေမဲ့ဟိန်းဝေရဲ့ပခင်ဘက်ကလက်ထက်မဲ့အကြောင်းကိုပြောလာပြီးဖြစ်တာမို့နှစ်ဖက်မိမိနိုင်လိုက်တာလားလို့သိချင်နေကြတာပါ။ဒါပေမဲ့ကာယကရှင်အိမ်ဘက်ကရင်ုံနှုတ်ပိတာနေထိုင်နေကြတာပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘာမှလည်းမပြောတာမို့မင်္ဂလာပွဲချင်းဘမသာဘသူနဲ့လဲဆိုတာတေချာပေါက်သိရမှာပါ။ဟင်းဝေရဲ့ဂရီနှစ်အတွဲမှာလက်ထက်ရမယ်လို့လည်းသိရပါဗါဒဟင်းဝေရဲ့လက်ထက်ပွဲကိုအမှုပညာရှင်အတိုင်းဝိုင်းကစိတ်ဝင်စားနေကြတာပါ ဘောတူနေကြသူတွေလည်းရှိသလိုချစ်တင်ဘူးဆိုပြီးသဘောမတူကြတဲ့သူတွေကလည်းအများပြားကိုရှိလို့နေတာပါ အမျိုးမျိုးတွေနေကြပေမဲ့ဂាយကရှင်နှစ်ယောက်ကတော့ငြိမ်သက်ပြီးတာနေထိုင်နေကြတာပါနှစ်ဖက်မိဘတိုင်းဝိုင်းကြောင့်လူများရှေ့မှာပေါ်တင်တွဲလို့မရကြောင်းအတွင်းရင်တင်းပေါ်လာခဲ့တဲ့ဟင်းဝေရံနဲ့စိုးပြစ်စဉ်ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်